မြာဇာတိချက်ကြွေမွေးရမြင်နဲ့ဝေးရမှာရုံးကန်လှူရှားနေကြရတဲ့မြန်မာလူမျိုးတွေရဲ့မျောလင့်ချက်အိမ်မက်တွေနဲ့သူတို့ဘယ်လိုစူးစမ်းနေထိုင်ကြလဲဆိုတာနားဆင်ကြရမှာပဲဖြစ်ပါတယ်ကိုယ်ဝင်စင်းထုတ်တာအင်ကန်တော့မရသေးဘူးပေါ့ဒါတော့အကုန်ပေါက်တက်တက်တချင်ကဘယ်နှပေါ်တော့ထုတ်ပြီးပါလဲအာချင်းကကျွန်တော် ဒီစင်းစားလောက်တုန်းကလည်းဆိုလို့ရှိရင်တော့လဲတော့မလဲတော့30ကျော်30လောက်တည်းရှိတယ်သို့တော့အရင်ကကျွန်တော်တို့ဒီစင်းစားလောက်ကစားဖို့မနူးမနဲ့နဲ့လောက်တဲ့အရာမထင်ဘူးဒါကတော့အဲ့ဒါတွေကထားလိုက်ပါအခုလက်ရှိမှာကျွန်တော်ထိုင်းဘက်ကိုထိုင်းကိုရောက်မှထွက်ထားတဲ့တခြင်းကတော့3ပုတ်ရှိတယ်3ပုတ်ကတော့2ပုတ်ကတော့ဒါဒေါ်လာရေးတခြင်းပေါ့အာတပုတ်ကတော့ ဒီပြီးခဲ့တဲ့ဆက်လာတော့တော့ထွက်ထားတယ်ဟာစောင့်နေသူဆိုတဲ့ကွတ်ရှင်လေးခုနကလေးပြန်ဆက်ပြန်ဆက်ချင်လို့အဲ့ဒီမှာခိုးပြီးတော့ဘန်ကောက်ကိုလာတာဘလောက်ကြာမှထောက်ထားရလဲထောက်ထားရဘလောက်ကြာပါလဲအဲ့ကြားတဲ့ဘာဘာတွေလုပ်လဲအာတိကျထောက်ထားရဘလောက်ကြာလဲဆိုတော့အမ်မမေကျွန်တော် ထောက်ထားမရှိဘဲနဲ့ဒီဘောင်းမှာထောက်ထားမရှိဘဲနဲ့လေပတ်ပြီးရှောက်သွားရှောက်လာနဲ့အာတချင်းနေပတ်ဆိုလာနဲ့နေလာတာဘယ်လောက်ရှိလဲဆိုတော့ကျွန်တော်တစ်နှစ်တစ်နှစ်လောက်ရှိတယ်တစ်နှစ်နဲ့ဆက်လာလောက်ရှိတယ်ဒါထောက်ထားမရှိဘဲနဲ့ကျွန်တော်မကောက်ကိုရောက်လာတယ်ထောက်ထားမရှိဘဲနဲ့နေတယ်ထောက်ထားမရှိဘဲနဲ့လုံးလုံးတော့ပါလေညာလေဒီအော်ရှင်းဆိုတော့ကျွန်တော်တို့ပွဲတွေလိုက်တာတွေရှိရပေါ့နော်ပွဲတွေလိုက်တာဒီတော့ အောင်မရရဲ့ချာမျိုးတွေပေါ့ချာမျိုးရခေါ်တဲ့ပွဲတွေရှိလို့ပြန်လိုက်ဆိုရတာလေကြီးရဆိုတော့ဒါတော့သူတို့နဲ့ကတော့ပြရတာပေါ့ကျွန်တော်ကတော့ဘာမှမရှိဘူးအာလမ်းကြီးချင်းနေစပြရလာပါ냐ပေါ့အဲ့လိုမျိုးရှိတာပေါ့ဒါတော့မရှိဘဲနဲ့နေလာတော့တစ်နှစ်နဲ့နှစ်လသုံးလလောက်တော့ရှိပါရဲ့ဒါတော့ကြည့်ချက်ရှောင်ရတာပေါ့ကိုကတည်းကတော့ကြည့်နေကြည့်စားပါ ဟုတ်ဟုတ်ဘာတက်နေကြတော့လောက်ကိုကြောင့်ဝက်နေလာဆိုတော့ကျွမ်းဝိုက်ကိုကြောင့်ဝက်တော့မပုံးရှိုးခွေနေတာမဟုတ်ဘဲရှောက်သွားတာဟုတ်တယ်အဲ့အဲ့ဒီအဲ့ဒီအချင်းတွေအတွင်းလုံးကတော့တကယ်ဟိုဘယ်လိုပြောရမလဲဘလိုအဲ့အဲ့အဲ့ feeling ကဘယ်လိုပြောရမလဲဒီဟိုအရင်ကကိုကို stretch harm နေဘူးလေဒီလားဒီကိုကဘာမှမရှိဘူးဒီကောင်လေးလာစနေတော့ငါခိုင်းခိုင်းမှာပဲဘာရင်းညာပဲဆိုတော့ကြောက်နေတော့ဒီကောင်လေးမြင်လိုက်လို့ရှိရင်လည်း ကြောက်တဲ့ပုံစံလည်းလို့ဒီမှာလည်းစစ်မှာဆိုတော့တိတိနဲ့ဒီကောင်လည်းရှိလေရှိရင်တက်တဲ့ဤတဝင်တိုးလိုက်တယ်ဆိုပြီးတော့ဆိုတော့အာအဲ့မှာမစစ်ခံရတော့ခက်တဲ့နဝင်တိုးသွားရင်စစ်မခံရတော့ဆိုတော့အာဘာလို့ဘယ်လိုပြောမလဲအဲ့တော့ဘာမှမရှိဘဲနဲ့လဲတော်တော်လေးနှစ်နှစ်ဆက်ဆက်သွားလိုက်တယ်ဗျနှစ်နှစ်ဆက်ဆက်သွားလိုက်တယ်ဆိုတော့တော်တော်လေးတော့ ဆုံးတော့ဆုံးတော့ဒီဘက်တိုင်းအဲ့ဒီဒီ option မပြခင်မှာအဲ့လျှောက်သွားတာဟုတ်ပြီအလုပ်တွေဘာတွေကြတော့ဘယ်လိုမျိုးရှာလဲအဲ့ခုနတက်လာတဲ့ပွဲစားတခါလဲရှာပြီးရလားအဲ့ package လေးပြောပြအောင်အဲအဲ့ဒါတော့မဟုတ်ဘူးကျွန်တော်ကอืมဒီကျွန်တော်ကိုထောက်ဖို့အမတယောက်ကဒါအကူညီသူအကူညီပြီးတော့ကျွန်တော်ဘန်ကောက်တင်ပေးတယ်မဟုတ်လားသူကတော့ဒီလူလူအယောက်တက်တက်ပဲ ်အလုတ်ရှာပေးတာပါညာမရှိဘူးပေါ့နော်အဲ့ဒါကဒီအဲ့ဒီအမားကကျွန်တော်ကိုခေါ်တင်ပြီးတော့သူကတကယ်တမ်းသူ့ရှိမှနေပြီးတော့ကျွန်တော်ကတော်လိုင်းအချင်းလေးပါလိညာလေးလို့ပို့သူကအာသူကခေါ်တင်ပေးတာဆိုတော့อืมကျွန်တော်ကတော့ဟောမဖြစ်ဘူးသူ့ရှိမှလည်းအကြာကြီးလဲอืมသူ့ရှိမှတော့တော်တော်ကြာခဲ့တယ်ပေါ့နော်သူ့ရှိမှ9လ10လလောက်ကြာခဲ့တယ်သူ့ရှိမှနေခဲ့တာ9လ10လလောက်ကြာတယ်အာပြီးတော့ကိုယ့်ကိုဒီဆိုင်နေမှာဆိုကျွန်တော်တို့အတွက်အလုပ်လိုက်ရှာတယ် အကောဒီမြို့ထဲပတ်တန်းတို့ဘာတို့အဲမှာအာဘားတွေမှာလိုက်ပြီးတော့မြန်မာဘားတွေလိုက်ရှာတယ်လိုက်ပြီးတော့အဲတော့ကတော့ဘယ်လိုပြောရမလဲဒီကိုကတော့အလုံးစလိုချင်တာပေါ့စလိုချင်တဲ့အတွက်ကိုဘာမှခေါ်ခေါ်မခေါ်ခေါ်သွားပြီးတော့အဲရှောက်ကြည့်ရတာပေါ့အာသွားပြီးတော့ရှောက်ကြည့်ရတယ်ချင်းဆိုပြရတယ်ဆိုတော့အာအဲ့လိုမျိုးလေးတွေရှိတာပေါ့အစပိုင်းကတော့ ဟုတ်လေလေတော့ပြရမယ်ဒါတော့အစပိုင်းကတော့ဟိုဘယ်လိုပြောမလဲငါဒီလောက်တက်တယ်ငါငါသင်ကောင်းတယ်ငါဒီလောက်တက်တယ်ငါရချင်းရှိတယ်ဆိုဟိုဆိုပြီးတော့ဆရာကြီးဆိုင်နေတော့ပုံဒီလိုင်းကြီးတွားပြီးတော့ဆရာကြီးဆိုင်နေတော့လှုပ်လို့တော့မရဘူးကိုကအလုပ်လုပ်ခြင်းနဲ့တော့အကြောင်းမလို့တော့အောက်ကျတော့ခံရတာပေါ့အစပိုင်းကတော့အဲ့မဲ့နောက်ပိုင်းမှာကိုကကိုကျင်လည်လာတဲ့အနေထားလျောက်ဆိုလို့ရှိရင်တော့ ဆရာကြီးစိုက်ဖမ်းခြင်းလည်းဖမ်းလို့ရတယ်ပေါ့နော်အဲဆိုင်နေပါဆိုရင်ညဘယ်ချိန်လောက်လို့ဆိုတာအာပုံမှန်ဆိုရလို့ရှိရင်တော့တညလုံးကို3နာရီပေါ့နော်3နာရီဆိုပေးရတယ်ဆိုတော့6နာရီလောက်စားလို့ရှိရင်7လောက်ပြီးတယ်ပေါ့နော်ဆိုင်နေတော်တော်များများတော့ဒါ7နာရီ6နာရီကတော့ပုံမှန်စားတဲ့အချိန်ပေါ့အဲ့လောက်ပေါ့ စတစ်စတစ်7လောက်ပြီတော့ဆိုပေးရဟုတ်ကဲ့ဟောဘာလို့ညဘာဒီညဘာဒီဆိုရတာဘာညာဆိုတော့တော့လာကြတော့အာတော့လာတာကကျွန်တော်အစားကတော့ဒီဆိုင်ကနေပဲပေါ့နော်ကိုအာဆိုင်ကလေးရှိတော့ကွာကိုဆိုင်ကနေတော့ရတယ်အာတော့ဘယ်နောက်ပိုင်းကျတော့ဒီတချို့အရင်ဝေးတဲ့နေရာတွေဆိုလို့ရှိရင်ကျတော့ကျွန်တော်စိုက်ကဲမယူတော့ဆိုတော့ ဒီဆက်ကမနေ့လောက်ပဲမိနစ်20လောက်ပဲသွားရတဲ့နေရာဆိုလို့ရှိရင်တော့ school finding ကိုသွားလိုက်တယ်အဲရန်ဝေးတဲ့နေရာဆိုလို့ရှိရင်တော့ယထာစီးတာတို့အဲ grab တစီနဲ့သွားတာတို့လောက်တယ်ပေါ့နော်ကုဆိုင်ကနေကိုသွားတော့အဲ့ပါဒီရဲပြီးဖန်ခံကြည့်တိုင်းပဲရှိသေးလားသိလားသိရမှာဟိုလိုမျိုးညမတ်ဒီပါတွေဥမာတောက်စားပြီးသွားနေပြီဒါတော့ရှိတယ်ဒါတော့ရှိတော့ဘာလို့လဲဆိုတော့ကျွန်တော်ပုံမှန်ဆိုင်ပြန်နေတဲ့အချိန်က อืมยาตะกองจอစနေစတဲ့စနေခြေကလေးဆိုတနားနေ့နားနေ့ပေါ့နော်ဆိုတော့အဲ့ချိန်မှာဒီတိုင်းရေးတွေကစစ်စည်းဂိတ်တွေချထားတာတွေရှိတယ်သူကအဲ့ချိန်မှာစစ်တာကဒီရတော့ဘီမောင်းမောင်းမဲစစ်တာပေါ့နော်အဲ့ချိန်မှာတော့အထောက်ထားတွေပါတယ်လည်းမစစ်ဘူးလိုင်စင်ရှိလားမရှိလားလည်းမစစ်ဘူးအာရတော့ထားလားမတော့ထားလားပဲစစ်တယ်တော့ထားရင်တော့တေးကြတယ်ဒီကောင်ဖမ်းတာ ကျွန်တော်လည်းခဏခဏကြည့်တယ်။ဒါပေမဲ့ပန်းရတာနှစ်ခါရှိပြီ။ဘယ်လိုပြလိုက်ရလဲ။ပန်းရတာပထမတစ်ခေါက်ကတော့တော့9000ပေးလိုက်ရတယ်။အာ9000ဘာလို့မှသူကအဲတောင်းတာ2ပေါင်းဟုတ်တယ်ဟုတ်တယ်နှစ်ပေါင်းနှစ်ပေါင်းတောင်းနေဘာလို့လဲဆိုတော့သူတို့မှာက official နှစ်ပေါင်းသူတို့ရဲ့ဒီသူတို့ထုတ်ထားတဲ့ ဥပဒေအရဆိုလို့ရှိရင်ဒီအယ်ကိုဟောပါစန်သူတို့စစ်လို့20%ကျော်နေလို့ရှိရင်နိုင်ဆုံးတန်ကြီး2000အဲဒါမဲ့တည်တဲ့အတိုင်းပဲညှီယူရတာပေါ့တဖြည်းဖြည်းတော့ဖြည်းဖြည်းတော့ညှီယူရတာပေါ့ဆိုတော့9000နဲ့တည့်သွားတယ်ပေါ့နော်ညှီဘယ်လိုညှီတိုင်းလိုညှီတာတိုင်းလိုပဲပေါ့အဲတိုင်းကျွန်တော်ကကျတော့ဒီမှာကတော့ထိုင်းစကားတော့မတက်သေးဘူးအဲသူတို့ ရေးတွေကလည်းအဲတချို့ time တွေကလည်းအင်္ဂလိပ်စကားအမေဇုန်ဘာပဲဖြစ်ဖြစ်ပြောတတ်ဆိုတတ်လောက်ရှိတဲ့သူကရှားတယ်ဟုတ်တယ်မတက်ဘူးလို့ပြောတမန်အဲ့ဒါကြည့်ရတယ်လားအဲ့လိုလားလန်ကြီးအနေနဲ့မဟုတ်ဘူးကျွန်တော်မမေရအဲတုန်းကကျွန်တော်ကိုလာစစ်တဲ့ရဲကတော့အင်္ဂလိပ်စကားလေးအာပြောတတ်တယ်ပြောတတ်တယ်သူကအာရင်းကျွမ်းခြင်းမဟုတ်ဘူးဆိုပေမဲ့လည်းသူလည်းကောင်းမွန်မွန်တော့ပြောတတ်တယ် အဲ့တော့ကျွန်တော်လည်းတူတူပဲကျွမ်းကျင်ရမှာပဲမဟုတ်လည်းအဲ့တော့ပြောတဲ့ဆိုတဲ့အနေထားလောက်ရှိတယ်ဆိုတော့သူလည်းဖီဖီချင်းပြောရင်းဆိုရင်ပြောရင်းဆိုရင်လည်းဖီဖီတော့ညှိယူရတာပေါ့နော်အင်းအင်းအင်းအဲ့လိုမျိုးပေါ့အာအဲ့တုန်းကလည်းဟာတာလေးတစ်ခုပေါ့နော်သူတို့ကကြတော့အဲဒီတိုင်းကသူတို့စားတာအကုန်လုံးသိရင်သိမယ်ဒါပေမဲ့ပေါ်တင်တော့မစားကြဘူးပေါ်တင်ပေးမယူကြည့်ဘူးဆိုတော့ အဲ့နေကမမရရကျွန်တော်ကပတ်စံတပြားမှလည်းမပါခဲ့ဘူးဒီဆိုင်ကပြန်လာတဲ့အနေထားဆိုတော့ဆိုင်ကညာကြီးရှင်းပေးလိုက်တဲ့ဟာလေးကိုစာအိတ်ကလေးနဲ့အဲဆိုင်ကလေးနဲ့တော့အဲ့တော့ကျွန်တော်ပြောတယ်ကျွန်တော်ကပတ်စံမပါဘူးကျွန်တော်စဉ်းစားပြီးပြန်လာတယ်အခုဒီမှာကြာပဲရှိတယ်ဆိုပြီးတော့ကျွန်တော်စာအိတ်ကလေးကိုထောင်ပြလိုက်တာရှိသမျှကျွန်တော်ရေးရရေးတွေအကုန်ပတ်ပြီးဘာဖြစ်လို့လဲဆိုတော့သူတို့ကဒီ လက်စားမှုဒီပါရညာတွေကသူတို့ပေါ်တင်ယူလို့မရဘူးလေပေါ်တင်ယူလို့မရတော့သူတို့လက်ထိုးတွေထင်ပြီးတော့ကျွန်တော်စာရေးထောင်ပြလိုက်တဲ့ဟာကိုသူတို့ကပတ်ပြီးတာထားပြီးတာအကုန်လုံးအဲအဲ့တော့ကျွန်တော်မနေ့ရှင်းပြလိုက်ရတယ်ပေါ့နော်မဟုတ်ဘူးဒါကျွန်တော်ရဲ့ညကြီးကျွန်တော်တချင်းဆိုလာတယ်ညကြီးပေါ့အဲဆိုတော့အဲ့မှာအဲ့ဒီကျွန်တော်စတဲ့ရဲကိုနည်းနည်းလေး ကတိုးလေးပေါ့ကပြောပြီးတော့ဖြည်းဖြည်းချင်းညှိယူရတာပေါ့တော့နှလုံးထဲမှာမြင်အောင်ကြည့်ညဘက်ကြည့်ဘလို့ညှိနေကြလဲနာတော့တယောက်ကလည်းမူးနေတယ်ဟိုကလည်းအွန်လိုင်းကြည့်မောင်တကယ်တော့သူတို့ရဲ့ဒီအဲလ်ကိုဟောစတဲ့ဆက်ကလည်းပြောရရင်တော့ပတ်စနစ်ကတော့ဟိုတိုးထားတယ်လို့တော့ကျွန်တော်ထင်တာပဲ တော့အဲ့နီကမမေရတောက်လာတာကဒီလီယိုလေးတပူးလေအင်းလီယိုလေးတပူးပဲတောက်လာတဲ့နေထားမှာသူတို့ရှိမှမှုတ်လိုက်တဲ့ percent က40တောင်ကျော်နေဆိုတော့ဒီဘူးလေးတပူး percent 40ကျော်တောင်တက်တယ်ဆိုတော့မဖြစ်နိုင်တော့ဘူးလေအဲ့ဆိုတော့ဒါပါတော့ဒါသူဒါသူတို့ဥပဒေဆိုတော့အဲ့ပေါ့အဲ့ပေါ့ကြည်ရသူတို့ကအောက်က နောင်းတော့တယ်တို့ပဲရေခံပြီးရတယ်တို့နော်20သူတို့အဲဒုတိယတစ်ခေါက်ကကျတော့9000ကိုမှာတယ်ပေါ့ဒုတိယတစ်ခေါက်က9000ကိုနဲ့ခေါက်ကတော့ဒါကတော့အဲ့မှာတော့အဲအဲ့မှာတော့ညှိတော့ညှိရတာပေါ့ဒါမှမဟုတ်လည်းအဲ့မှာတော့ now တောင်းတဲ့ဈေးကတော့နည်းတယ်သူတို့တောင်းတာ6000ပဲတောင်းတယ်ပေါ့အဲ6000တောင်းတယ်အဲ့တော့ကတော့ရေစခန်းကိုဒါတည်းရောက်သွားတာဘာဖြစ်လို့ဆိုတော့သူတို့ဖမ်းနေတာရေစခန်းရဲ့ရှေ့တက်တည်းကြီးမှာဆိုတော့ဟုတ် ဲ့တော့ဒီခါလေးဖမ်းပြီးတော့ရေစခန်းထဲမှာသွားထိုင်နေရတယ်ပေါ့နော်ဖုန်းတွေပါတယ်လဲသိမ်းပေါ့အဲ့တော့အမှလာပြီးတော့ထိုင်စကားရလားဘာလားညာလားမေးတယ်ပေါ့နော်မမအဲ့အဲ့မှာသူတို့က foreigner သူတို့ဒီအကူအကူလားအကူလို့ပဲပြောရမလားသူတို့မှာ foreigner ရေးတယောက်ရှိ foreigner ရေးကသူတို့ကဘာလဲ ်အင်္ဂလိပ်စကားပြောအော်သူတို့ပြောမတတ်တော့သူတို့ခေါ်ထားတယ်လို့တော့ထင်တာပဲအဲ့ဒီမှာဟိုဘယ်လိုပြောမလဲသူတို့ကပြောတယ်ပေါ့နော်မင်းဖမ်းပြီးတော့မြန်မာပြည်ကိုပြန်ပို့မယ်ပေါ့ဟုတ်ပြီပါဆိုင်လားလာမြန်မာပြည်ကိုပြန်ပို့မယ်ပေါ့အဲဟောကျွန်တော်လည်းဘာမှသူတို့တိုင်းလို့ပြောနေတာတော့ရုပ်တုပတ်တော့နားလေတာပေါ့နော်ဒါပေမဲ့ ပြန်တော့မပြောတတ်ဘူးဆိုတော့ငြိမ်းပဲနေလိုက်တယ်အဲ့တော့ you know မေးလိုက်တယ်ဘလောက်လဲတခုံးပဲပေါ့နော်တခုံးပဲမေးလိုက်တယ်ဘလောက်လဲဘလောက်ဒါဘလောက်လို့ကျင်တာလဲဘလောက်ပေးရမှာလဲပေါ့သူတောင်းတာ၈000ဘောနော်ငါတော့ပြေးမရလားငါတော့ပြေးမရလားသူတော့ဒါတော့သူတို့ကတော့ရသလောက်တော့ညှိယူမှာပဲလို့ဆိုတော့ကျွန်တော်ကအစကတော့ဒီထက်စစ်ချင်တာ အဲတထောင်နထောင်လောက်နဲ့တထောင်လောက်နဲ့ရလဲစစ်ချင်တာဒါပေမဲ့ဒီကောင်ဟဲ့မြက်ခွက်ကစစ်လို့ရမယ်မြက်ခွက်ပါဆိုတော့အဲ generally ဝူဝီလာလာလဲမဟုတ်နင်းဒီကက်ကက်ကလေးကက်ဆက်ပေးလိုက်တယ်ငါးတောင်ရလာဆိုတော့ရတယ်ဆိုတော့တဲ့ပဲအဲငါးတောင်ပေးပြီးတော့တခါလဲပြန်လာတော့အေးမြမပြန်ပို့မယ်ဆိုတဲ့ဟာလေငါးတောင်နဲ့စစ်တဲ့ချိန်မှာ ြောတာလားအစတည်းကတန်းပြောတာလားဖန်းနဲ့ကပြောတာလားအဲ့ဒါဖန်းနဲ့ကပြောတာဖန်းနဲ့ကပြောတာဘာဖြစ်လို့လဲဆိုတော့အာအဲ့တုန်းကကျွန်တော်ကလည်းဒီမှာပိုင်းအောင်ကတ်နေပြီဆိုတော့လေပိုင်းအောင်ကတ်ကလည်းအာဒါပေမဲ့သူတို့ကတ်ပဲပေးရတာနောက်ထပ်စာရဲစာတိုင်းနေမပေးဘူးဆိုတော့အာနေရဲ့အနေထားကတော့သူတို့သိမသိတော့မသိဘူးတော်တော်အာကျွန်တော်ပါကနေဂျိုဆိုတော့မဟာဆိုင်တက်မှာလောက်ထားတာဆိုတော့နေနေတာဘန်ကောက်ထဲမှာဆိုတော့နေဂျိုလေပေါ့နော် ဒါတော့ဖမ်းရတော့ခံရပါဘူး။အဲဒါမှအဲ့မှာတို့ကထောက်ထားတောင်းတဲ့အချိန်မှာတို့ကဘိုင်ယိုကပ်ပဲရှိတော့ဘိုင်ယိုကပ်ပဲပေးတော့တယ်။အဲအဲ့မှာမတော့ပြီးတော့မောင်းလာတဲ့တော့ကိုတော့ဖမ်းမှာပေါ့။နောက်ရချင်တော့မောင်းဝင်လာတော့မောင်းလာခေါ်လိုက်မယ်။မင်းမောင်းပြန်ပို့မယ်။ဒါတော့တက်ချက်တာပေါ့နော်။တို့ကတော့ပတ်စံရအောင်ချက်တာပေါ့။အဲ ဆောလက်အပြောပြောချင်တာဘူးထိုင်းစကားမတက်သေးလို့ထိုင်းစကားတိုင်တော့ဒီကောင်နေနဲ့တော့ဘယ်ရက်မှပြောပြအောင်မသိတော့လားတင်းရက်တော့တောင်းချမ်းပြေအောင်တနေ့နေ့တော့တွေ့ကြတာပေါ့ဟုတ်လားတနေ့နေ့တော့တွေ့ကြတာပေါ့ပြောချင်တာပြောချင်တာရှိတယ်မင်းတို့နားမလဲပါဆိုလို့ရှိတယ်နားမလဲပါဆိုလို့ဟုတ်ကိုကမပြောတတ်လို့မဟုတ်ဘူးနော် မင်းတို့နားမလဲမဆိုးလို့ငါမပြောတာနားမလဲမဆိုးလို့မပြောတာဟုတ်တယ်ဟုတ်တယ်အဲ့တော့အဲ့ခုနသူတို့နိုင်ငံသားရဲ့ထားတယ်ဆိုတာအဖြူကောင်းမလားဟုတ်တယ်ဟုတ်တယ်အဖြူကောင်းတယ်ဘာဖြစ်လို့လဲဆိုတော့ဒီမှာထိုင်းမှာလည်းအဖြူတွေကအမြဲတမ်းဖန်ခံနေကြတာလေအဖြူတွေအမဲတွေကပ်ပလီတွေအကောင်ဟုတ်တယ်အဲ့ဒီညကပဲကျွန်တော်ဒီ ျွန်တော်နေတဲ့နေရာကအခုကလက်ရှိက onu မှာပေါ့နော် onu မှာပေါ့ဆိုတော့ဒီ onu က onu bds ရဲ့ဒီ onu bds နားမှာကဒီ onu ရေစခန်းရှိတယ်ရေစခန်းရှိတယ်သူတို့စစ်စေးကိတ်ချတာလေရေစခန်းရှိတဲ့တဲ့မှာပဲချတာဆိုတော့ဟုတ်ဖမ်းမိရင်သူတို့ကဒါတိုက်ရေစရေစခန်းလေးကိုဆွတ်ထည့်ရုံပဲလေအဲ့ဒီမှာလေမျိုးတွေမှာဆိုတော့ဒါက အေ foreigner တွေကဖန်ခံရတာမြင်ရတယ်လေ။ဟုတ်။ဘာလို့လဲဆိုတော့ foreigner တွေမှာကသူတို့ကဒီ vape ပေါ့နော်။ vape တို့ pop တို့သူတို့တောက်တဲ့သူတွေရှိတယ်ပေါ့နော်။သူတို့အဲ့ဒါလေးတွေ့ုံနဲ့လဲသူတို့ဖန်နေဆိုတော့အခုကတော့ဖန်နေကြတာပဲ။အဲ့ဘက်တကြောကတော်တော်ဖန်တယ်။ဟုတ်တယ်ဟုတ်တယ်ဒီမှာတော့ညတိုင်းရှိတယ်။ညတိုင်းပုံမှန်ကသူတို့ဒီစားနိုင်ငံရဲ့စစ်စစ် ကိတ်တီချတာကပုံမှန်တနင်္လာနေ့စနေနေ့အထိပဲရှိတယ်ပေါ့နော်တနင်္လာနေ့နေ့ကတော့နားတယ်ပေါ့ဒါပေမဲ့ဒီနားကကိတ်ကတော့တနင်္လာနေ့နားကိုမနားလို့ထင်တယ်အဲ့ဒီရေစကန်ရှိရတော့အိုအိုပါတိုင်းစင်းတာအိုပါတိုင်းစင်းတော့အပူဝင်ဝင်လေးရအောင်လို့တဲ့အိမ်မှာကလေးလည်းတိုးလာပြီဆိုတော့သူတို့အဲဘာပေါ့လေးလေးတိုးလာဒါကတော့ဟိုဒီမှာကဒီမှာဖန်းခံရတာတော့နည်းနည်းတော့အာရုံနောက်တယ်ပေါ့နော်ဒါပေမဲ့ မဲဆောင်မှာမဲဆောင်မှာတော့တော့အာယုံမနောက်ဘူးအဲ့ဒါတခုလိုရှိတယ်ဘုနော်မဲဆောင်မှာတော့တော့ထောက်ထားမရှိလေထောက်ထားမရှိတဲ့သူကနည်းနည်းတော့တပန်းတာလေဟာဘာဘာတပန်းတာလဲဆိုတော့မဲဆောင်မှာကကြတော့သူတို့ဒီထိုင်းနေထိုင်းရဲတွေကိုတလားကို300ပေးပြီးတော့ plate ကတ်ဆိုပြီးတော့လောက်ထားတဲ့ဟာလေးတခုရှိတယ်ဘုနော်လူတိုင်းလောက်ရတာအဲ လူတိုင်းလောက်ရလာဆိုလှုပ်ရှင်လဲသူလှုပ်လို့ရတယ်မလှုပ်ရှင်လဲနေလို့ရတယ်ဒါပေမဲ့ဖမ်းရတော့ခမ်းပါဘူးမရှိတဲ့သူတော့ဖမ်းခမ်းပါဘူးအဲအဲ့ဒီမှာဘာကော်လဲဆိုတော့ကျွန်တော်အခုလက်ရှိကျွန်တော်လှုပ်ရတဲ့ပိုင်းအောင်ကတ်နဲ့အဲ့ဒီပလိတ်ကတ်နဲ့နော်ပိုင်းအောင်ကတ်က6000 9000 10000ပေးပြီးတော့လှုပ်ရတယ်ပလိတ်ကတ်က300လေးနဲ့တလောက်300ပဲပေးရတယ်ပုံပုံမှန်တော့ပေးရတာပေါ့တလောက်300အဲ့ဒီကတ်နှစ်ခုမှာဘာကော်လဲဆိုတော့ ကျွန်တော်တို့ဒီမဲဆောင်မှာသွားလို့လာလို့ဒီဆိုင်ကင်နဲ့လာပြီးတော့စစ်တယ်ပေါ့နော်ဆိုင်ကင်နဲ့လာတဲ့ရင်းနှစ်ယောက်လာစစ်လို့ရှိရင်အဲ့ဒီပလိကတ်ကကျန်တာမဟုတ်ဘူးဖုန်းနံပါတ်လေးတစ်လုံးပဲပလိကတ်ဆိုတော့အဲ့ဖုန်းနံပါတ်လေးတစ်လုံးပဲအဲ့ဖုန်းနံပါတ်ကိုပေးလိုက်ရော့မင်းတို့မင်းတို့ဆက်ပြီးပြောကြရော့ဖုန်းနံပါတ်လေးပေးလိုက်ရောမယ်အာကျန်တာဘာမှကိုယ့်ဘက်ကအာယုံနောက်စရာအကြောင်းမရှိဘူးဖုန်းနံပါတ်ပေးပြီးတော့မင်းတို့မင်းတို့ပြောပြောပြီးလားပြောပြီးရင်ငါပါပြီးတော့သွားလိုက်ရောမယ်ဟုတ်တယ်အာ ပြီးတော့အဲ့ဒီပိုင်းအောင်ကတ္တမားတွေဘာဖြစ်လဲဆိုတော့ပိုင်းအောင်ကတ္တမားတွေရှယ်ရစ်ခံရတာစစ်လို့ရှင်ပိုင်းအောင်ကမင်းမပါရှိလဲပိုင်းအောင်ကပဲရှိတာလားဘောပါမဲရှိလားပကံရှိလားဟိုသူစစ်စာပဲရှိလားပြီးတော့ဘောပါမဲတဲကအလောက်ကဘာလဲမင်းခုလုံနေအလောက်ကဘာလဲဒါအကုန်လုံးတစ်ခုမှချက်စစ်တာပါတော့တောင်းပလိကတ္တမားတွေကတော့ easy ပဲ ပြောဘုန်းတော်ပဲလေးတစ်လုံးပေးမင်းမဆက်ပြောပြီးရင်ကပေါ်မှာဟာငါလာမမင်းလားငါသိချင်ဘူးဘာမှလာမမင်းပြောချင်ဘူးဒါသူတို့ကိုယ်တိုင်စားထားတဲ့ကိစ္စလေးဒီကတလတ်တလတ်ပလိကက်ဆိုတာသူတို့ပလိအရာရှိပေါ့သူတို့ဒီဘက်ဆောက်ကဒီအရာရှိတယောက်ယောက်ရဲ့နာမည်နဲ့နာမည်နဲ့သူ့ဖုန်းနံပါတ်နဲ့ယူထားရတာပေါ့အဲလိမ့်စာကတော့မျိုးပဲလိမ့်စာကပုံစံမျိုးပဲတော်တော်တော့သူရှိရော ကိုယ့်ရဲ့တပ်ပုံနဲ့နာမည်စီရင်နဲ့သူတို့ပေးထားတယ်။အာဖုံးဆက်လာလို့ရှိရင်ဒီလူကဟုတ်တယ်ဒီလူကငါလူဘယ်လိုမှမလုပ်ရှာမလုပ်ဘူးဆိုပြီးပြီးတော့ဒါငါစီရင်လည်းရှိရပေါ့အဲ့တော့စင်းနေကရှိရောအဲ့လိုမျိုးတော့ရှိတယ်ဒါပေမဲ့ဒီဘာကောင်းမှတော့အဲ့လိုမျိုးတော့မရဘူးဒီမှာတော့ထောက်သားနဲ့ပြည့်ပြည့်စုံစုံရှိရအောင်ပေါ့ဘာကောင်းမှရဲကလုလို့ရတဲ့နေရာရှိလား မရှိတော့ဘူးရှိတော့မယ်လို့ခင်ဗျာမတော်ရဲကြက်လို့လို့နေရမရှိတော့ဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အထင်ကဒါကကြတော့မဲဆောက်ကကြတော့ဒီနေဆက်မြို့လေးဆိုတော့ဒီမဲဆောက်တနေလုံးနေကတော့ play ကနေ AC သွားလို့ရတယ်ဟုတ်ဒါပေမဲ့ဒီဘန်ကောက်မှာတော့မရှိတော့ဘူးရှိတယ်ဆိုရင်တောင်မှဘန်ကောက်မြို့ထဲမှာမရှိတော့ဘူးမြို့ပြင်ကဒီချွန်ဘူလီလို့ ဖေဘူလီတို့ဘက်လောက်ပဲဒီစိုက်ရုံလောက်တဲ့သူတွေလောက်ပဲရှိလောက်မှာဘာလို့ဆိုတော့အဲ့ဒီမှာလဲဒီနေဆက်နေဆက်တော့မဟုတ်ဘူးဒါမျိုးပြင်ပေါ့နော်မျိုးပြင်ဘတ်ချမ်းဆိုတော့အဲ့ဒီမှာအလုံသမားတွေများတယ်ဆိုတော့တောက်တာอืมလောက်မလောက်တဲ့သူတွေလည်းရှိချင်းရှိလိမ့်မယ်ပေါ့မလောက်ရသေးတဲ့သူတွေလည်းရှိရင်ရှိလိမ့်မယ်ဆိုတော့တို့အတော့ကိုထောက်ခံကြရဖို့အဲ့လိုပလိကတ် လုပ်ပေးထားတဲ့ဟာတွေလည်းရှိကောင်းရှိနိုင်တယ်ပေါ့ဒါဒီမှာတော့อืมရရင်တော့အဲ့ဒါပေါ်ပေါ်တင်တင်တော့မရှိတော့ပါဘူးဘာဖြစ်လဲဆိုတော့ဒါမြုပ်တယ်ဆိုတော့အတွက်ကြတော့မိလို့ရှင်ဒါမြန်မာပြည်ပြန်ဖို့ခံမယ်အကွက်လေးဒီမှာတကယ်ပို့လို့ရတယ်ဒီမှာတော့တကယ်ပို့တာပါဒီမှာတော့တကယ်ပို့တာမဲဆောင်မှာနေပြီးတော့ညီမပြန်ဖို့မယ်ဆိုတော့ရည်ကျင်တာဘောဟောပကန်ဒီပကန်မရှိတော့ အေးပေါ့ငါပြန်လာမှာလို့ချိန်ချိန်မီးငါပြန်လာမှာလို့ပါရတော့ဘယ်မှာပို့ပြီးနေလို့ကောင်းလဲမဲဆောက်နဲ့ပန်းကောင်းနဲ့အာဘယ်မှာပို့ပြီးနေလို့ကောင်းလဲဆိုတော့ကျွန်တော်တော်တော်အမြင်ကတော့နေလို့ပဲနေလို့ပဲကောင်းတယ်နေလို့ထိုင်လို့ကောင်းတယ်ဆိုတဲ့နေရာတော့မဲဆောက် နေလို့ကောင်းတယ်ဒါပေမဲ့အလောက်ကန်ခွင်လန်းနေပါရညာတွေကြတော့ဘန်ကောက်ကပို့ပြီးတော့အဆင်ပြေတယ်အဲ့ဒါတခုတော့ရှိတယ်မဲဆောက်မှာကတော့အာအခုတစ်ထိအလောက်ကန်ခွင်လန်းကမဲတယ်ပေါ့နော်အလောက်ရှိတယ်ကျွန်တော်အာဒါပေမဲ့အခုကျွန်တော်တို့မဲဆောက်မှာနေတော့လောက်ခဲ့တဲ့ concern ပေါ့နော်ဒီပယံဒီပါလေလောက်ခဲ့တဲ့အခုတစ်ထိကမြန်မာမြန်မာပဲပေါ့နော်သူကအဲ့မှာကကြတော့ဒီအလုံးသမားကောင်းဆောင်ပုံစံမျိုးပေါ့ နဲ့လောက်တာဆိုတော့ तू तू ရှိမှာပဲအခု तू ရှိမှာကျွန်တော် तू နဲ့စကားပြောပြသေးတယ်ဆိုတော့ तू ရှိမှာရှိတယ်အခုလုံနေသေးတယ်အလုပ်သမားလေးတွေဆိုရင်ဈေးလေးတောင်တက်ကုန်ပြီ။ဩဘာလို့ဆိုတော့ကျွန်တော်တို့ပုံမှန်အစားကလောက်တော့တရက်ကို300ပဲရသေးတာကျွန်တော်ဒီလုံခဲ့တဲ့နှစ်ကလောက်ပေါ့ဒီဘန်ကောက်ကိုရောက်တာတစ်နှစ်ကြာဆိုတော့မနှစ်ကလောက်ပေါ့မနှစ်လောက်ကဆိုကျွန်တော်အဲ့ဒီမှာ300တလောက် တော့တရက်ကိုပေါ့နော်တရက်ကို300ပဲရသေးတာဆိုတော့အခုအဲ့ဒီမှာလောက်နေတဲ့အကျန်းသမားလေးတွေတရက်ကို400 450ဖြစ်ကုန်ကြပြီ။ဟုတ်။ဆိုပါဒါတော့အဲဒီဟာတော့ကျွန်တော်ဒီဒီအဒီပိုင်ပိုင်ရန်အလုတ်ဆိုင်ဈေးပေါ့နော်။တခြားဒီတချင်းဆိုတဲ့အနေထားနဲ့ဒီဘာမှဆိုင်နေမှာရှင်းဆိုမဲ့အနေထားနဲ့မဲဆောက်မှာသွားပြီးတော့လွတ်လုံမယ်ဆိုလို့ရှိရင်တော့ဘလို့ကအဆင်မပြေနိုင်ဘူး။ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ရဲ့အတီးတွေရှိတယ်တကယ်ချင်းနေမဲဆောက်မှာဘာမှရှင်းစုံနေတဲ့သူတွေရှိတယ်တရက်ကိုဘယ်လောက်တညောက်ဘယ်လောက်ပေးလဲလို့သူတောင်းမေးတညောက်250တဲ့တညောက်ဘယ်250ဆိုတော့တော်ပြီလို့အဲ့တော့အစားတော့မဲဆောက်ကလဲပြန်လာအောင်ပို့ဖို့တော့တော်ရည်တို့မလာတော့ဘူးစိတ်နာပျံမဲ့လို့တော့ပျံမဲ့လို့တော့ပါဘောဘာလို့ဆိုတော့ တညဒါပဲ၃နာရီလောက်ပဲသင်းဆိုပြီးတော့ပဲဒီလောက်ရတာပဲထားကန်ကောင်းတယ်လို့ပဲပြောမှာလားမဲဆောက်ကဈေးကတော့တော်တော်ကိုနေတယ်ပေါ့သင်းဆိုတယ်ရတဲ့ဈေးက Okay ပါအခုလိုပြပြဆိုဆိုပြောပြတဲ့ idol camp ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျေးဇူးအများကြီးတင်ပါတယ်ဒီ season လေးမှာလည်းပါဝင်ခွင့်ရတဲ့အတွက်လည်းရမယ်ဝမ်းသာပါတယ်ဟုတ်ကဲ့ပါကျွန်တော်တို့လက်ဆက်ရကြ တော့နည်းနည်းဒီပါဒီကိုလာမယ်ဆိုတော့ပြင်ဆင်နေကြတဲ့လူတွေရှိရတယ်ဟုတ်ကဲ့အဲ့လိုအဲ့လိုလူတွေအဲ့လိုမိတ်ဆွေတငယ်ချင်းတွေအတွက်ကိုယ့်အတွေ့အကြုံလေးတွေရနေပြီးတော့ချစ်ကုတ်ပြီးတော့ဗာလေးပြောခြင်းပြလေဗာပြောခြင်းလေးလေဆိုတော့ဟိုကျွန်တော်တို့လည်းသူများနိုင်ငံဟိုမလာခင်တော့တော့သူများနိုင်ငံမှာနေရတာပိုပြီးအဆင်ပြေမယ်ထင်ကြီးကြီးနဲ့လာခဲ့ကြတာပေါ့နော်အာ တကယ်လာခြင်းတဲ့သူတွေလာမဲ့သူတွေအလုံးကိုင်ပေရှားဤရာရာရာအော်ချိတ်ပြီးသားသူတွေဆိုလို့ရှိရင်တော့ပုံပြီးအစင်းပြေးနိုင်တယ်ဒါပေမဲ့ဟိုလောကဒီမြန်မာကားတွေရလို့မျိုးပေါ့နော်ဘာညာတော့တနည်းလောက်နည်းနည်းလောက်သွားပြီးတော့ပြန်လာချမ်းပါမယ်ဆိုတော့တွေးနေဆိုလို့ရှိရင်တော့တသက်လုံးမလာပါနဲ့လို့ပြောချင်ပါတယ်။အေးဟိုပြောချင်တဲ့စကားရှိသေးလား အာဒါတော့လူတိုင်းမှာရှိလောက်မှာပါအခုလို့ဆိုတော့ကျွန်တော်အိမ်နဲ့ခွဲလာတာလည်း၄နှစ်ကျော်၅နှစ်လောက်ဖြစ်နေပြီဆိုတော့အာအမေကလည်းအရင်တတိယပါလေအမေလည်းလွမ်းနေဘာဖြစ်ဖြစ်အာနိုင်ငံမှာနေနေရတဲ့အတွက်ခြေပြေးပြီးတော့တခုခုတော့ဖြစ်သွားနိုင်တယ်ပေါ့နော်လူဆိုတာတော့ပြောလို့မရဘူးကို တိမရဘယ်နေမှမသိဘူးဆိုတော့အာတခုခုမဖြစ်သွားခင်လေးတော့အိမ်ကလည်းတစ်ခါတော့ပြောင်းကြတယ်အဲမိသားစုတွေနဲ့လည်းအမေနဲ့လည်းအာတစ်ခါတော့ပဲဖြစ်ဖြစ်ပါတော့တင်းတင်းကြပ်ကြပ်လေးဖတ်ထားကြတယ်ကလောက်ပဲဘယ်လိုပါအကြီးလေးဒီလေးစမ်းတာတွေလည်းပြင်းပြောက်ပါသေးတယ်စူတောင်းပြလိုက်ပါဟုတ်ကဲ့ပါကျေးဇူးများတင်ပါတယ် ီပါလေညီလေးအောင်ပါနောက်ဆက်ပါဟုတ်ကဲ့ပါကျေးဇူးပါအဲ့တော့အင်းရနေထွက်သွားတဲ့လူတိုင်းရဲ့စိတ်ထဲမှာအင်းမတစ်ခုပဲရှိတယ်တချို့ကမိသားစုအတွက်တချို့ကအနာဂတ်အတွက်ဒါမဲ့နှစ်တွေကြာလာတဲ့အခါမှာအဲ့ဒီအင်းမကအများနဲ့ထပ်တူကြတော့ပါဟုတ်ကဲ့ဒါတော့အရှင်မြေချစကားတဲ့များ မိတ်ဆွေတို့လည်းမိတ်ဆွေတွေအခမ်းအနားတွေကိုပြန်လဲဝေမျှပေးခြင်းနဲ့ဆိုရင်ကျွန်တော်တို့ကိုတိုက်ရိုက်ဆက်သွယ်လို့ရပါတယ်ဗျာကျွန်တော်အရေးဆုံးချက်ပါနားဆင်ပေးကြတဲ့အရောက်စီတိုင်းကိုကျေးဇူးတင်ရှိပါတယ်ကောင်းသောနေ့လေးဖြစ်ပါစေခင်ဗျာ